ဒီနေ့ဗီဒီယိုသင်ခန်းစာလေးမှာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ decimal numbers and operation အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမဆုံးကလေးတို့ကရှေ့ရသင်ခန်းစာလေးမှာဟိုးနံပါတ်တွေ integer တွေအကုန်လုံး real number တွေအကြောင်းသိခဲ့ပြီးပါပြီ။ operation တွေပေါင်းတို့အမြောက်စာသိခဲ့ပြီးပြီ။ exponent တွေအကြောင်းလည်းသိခဲ့ပြီးပါပြီဖြစ်တယ်။ဒီဗီဒီယိုလေးမှာတော့ decimal number တွေရဲ့ place value တွေနေရာလိုက်တန်ဖိုး ပြီးတော့ decimal number စီကိုဘယ်လိုပုံစံမျိုးနဲ့ယူလဲ significant figure လေးတွေကဘယ်လိုပုံစံနဲ့တွတ်ထုတ်ပြီးတော့ဘယ်လိုပုံစံရေးထွက်ရလဲဆိုတဲ့အကြောင်းလေးတွေကိုစာပြီးပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့အခုဒီမှာရေးထားတဲ့နေရာမှာဆိုရင်ဒီဆယ်တို့ဥပမာအနေနဲ့ဆိုရင်2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 0.67အဲ့ဒါဆိုရင် decimal ရဲ့အရှိမ before decimal မှာရေးထားတဲ့ဟာလေးတွေကို234ဒီ whole number ဖြစ်ပါတယ် whole number ဒီနောက်ဆုံးမှရှိတာဟိုနေ့ကလည်းပြောခဲ့ပြီးသွားပြီခုနေရာမှာရှိတာကို unit ones လို့ခေါ်တယ်ဆယ်နေရာမှာရှိတာက tens ရာနေရာမှာရှိတာက hundreds ထောင်နေရာမှာရှိတယ်ဆိုရင်1000ဖြစ်သွားတယ် after that sim နောက်မှာရေးထားတဲ့ gain နေရာကြတော့ set fraction အပိုင်းလေးတွေဖြစ်တဲ့ tens hundred ဟိုမှာတော့တလုံးထက်ထက်လာရင် thousand ph နဲ့ဆုံးပါတယ် fraction နဲ့ part လေးတွေကိုပြောထားတာဖြစ်ပါတယ်အဲ့တော့ဒါကို expand လုပ်လိုက်မယ်ဆိုရင်ကျေလို့တည်ထားမှာ2 into 100နေရာမှာရှိတဲ့အတွက်100 plus 3 into 10 plus 4 into 1ဆိုပြီးဖြစ်တယ်။အဲ့တော့နောက်က fraction နဲ့ part တွေကကြတော့ဒါတွေအကုန်လုံးအချက်ပေါင်းရေးလိုက်တယ်။ fraction နဲ့ part ဆိုရင်6 times 1 1 third ဖြစ်တဲ့အတွက်1 1 third ဖြစ်တဲ့အတွက်ကြောင့်မို့1 by 10နဲ့ plus uh multiply လုပ်တဲ့6 times 1 by 10 plus 7 times 1 by 100 plus 8 times 1 by 1000ဆိုပြီးတော့လုပ်ပါအဲ့ဒါဒါတွေအကုန်လုံးကို expand လုပ်ထားတဲ့ဟာကို dictionary please value alike တို့တို့ expand လုပ်လိုက်တယ်ပြန်ပေါင်းလိုက်ရင်134.68ဆိုတဲ့ခန်းလေးရအဲ့တော့ဒီဟာကတော့အရှင်းပါကနန်းနေပေါင်းမယ်ဆိုရင်ခုနေရ1 stamp မျိုးနေရနေပေါင်းမယ်သူရဲ့ column alike ကို place value တွေနေရလိုက်စီပြီးတော့ပေါင်းတဲ့ဟာပြောခဲ့တာ ်ဒေါက်တာချက်က rounding တက်စီမဲ့ပါအရှင်းမှာ estimate ယူတဲ့တန်ဖိုးတွေကိုကိုးတန်မာတွေအင်ဒီဆာတွေကို estimate ယူတဲ့တန်ဖိုးတွေပြောပြီးပြီအခုဒီမှာကျတော့ round လုပ်မယ်တက်စီမဲ့တန်မာတွေကို nearest stat တဲ့ဆိုရင် fractional part နဲ့ decimal after decimal နောက်ကတလုံးလေးယူပေးလို့ရတယ်။ hundred ဆိုရင် after decimal 2 decimal place လေးနဲ့ယူမယ်။ပြီးရင် whole number လေးနဲ့ယူမယ်။8.6 တူအဲ့အဲ့ဒါဆိုရင်ဟိုးနံပါတ်အနေနဲ့ယူလိုက်ရင်နောက်ကသူ့နောက်မှာရှိတဲ့အဲ့အနေနဲ့ decimal တိ5နဲ့5ကျော်တဲ့အတွက်အရှိကိုတစ်ပေါင်းမယ်ဟိုးနံပါတ်အနေနဲ့ဆိုရင်9ရ nearest 10နဲ့ယူမယ်လို့ပြောရင် after decimal နောက်မှာ1 decimal place ရေးကိုရေးရမယ်အဲ့တော့သူ့နောက်က second decimal place ကိုကြည့်လိုက်တဲ့အခါမှာ2 သူဒီ5နဲ့5မကျော်တဲ့ ratio ကို8.6လို့ပဲယူလို့ရပါတယ်။ဒါဒီ1 decimal place လို့ခေါ်ပါတယ်။1 decimal place ပြီးတော့ nearest 10နဲ့ရေးထားတာပါ။ပြီးရင် nearest 100နဲ့ရေးမယ်ဆိုရင် nearest 100ဒီ2 decimal place ကိုပြောတယ်။အဲ့ဒါဆိုရင် third place မှာရှိတဲ့ကဏ္ဍကြီးရဲ့5နဲ့5ကျော်တဲ့အတွက်အရှိကို share လို့တလုံးတိုးဖို့လိုတယ်။8.6 3အဲ့ဒါဒီ2 decimal place နဲ့ရေးထားတယ် nearest 100နဲ့ရေးထားတာပါအဲ့တော့ဒီပုံစံလေးမှာကြတော့ round လုပ်မယ် to the nearest whole number 73.410ကို whole number အနေနဲ့ round လုပ်လိုက်တဲ့အခါမှာအနောက်ကအဲ1 decimal place ဒီ5နဲ့5မှာကျော်တဲ့အတွက်4 is not greater than 5 ဖိုင်မလည်းမဟုတ်ဘူးဖိုင်တက်လည်းမကြီးတဲ့အတွက်တကယ်တော့က73လိုပဲယူလို့ရပါအယူစရာလိုပါတယ်အဲ့က round ရ around လို့ရှင်73ပဲရတယ်နောက်တစ်ခုကကြတော့2145တသမာ9တစ်ကို nearest whole number အနေနဲ့တောင်း round ပဲ ။အဲ့ဒါနောက်မှာရှိတဲ့ decimal 1 decimal place ကိုကြည့်လိုက်တဲ့အခါမှာ7 is greater than 5. 5တဲ့ကြီးနေတဲ့အတွက်ကြောင့်မို့အရှိကိုကျေလို့တလုံးတို့ဖို့လိုတယ်။5ကို +1 ပေါက်လိုက်တဲ့2 1 4 6ရပါတယ်။အခုနောက်ပြောပြမယ့်အကြောင်းအရာလေးအရကော comparing decimal decimal တွေကို compare လုပ်ပြီးဆိုတဲ့ကခြေလို့ဒီ greater than and lesson လေးအားစားနဲ့ smaller စီးတာနဲ့ငယ်တာနဲ့ကိုပြဖို့အတွက်ကို larger smaller greater than lesson sample sign လေးတွေကိုတုံးဖို့လိုပါတယ်။အဲ့တော့အရှင်းမှာဟိုးနံပါတ်တွေကို compare လုပ်မယ်ဆိုရင်ကျေတို့ဒီ10ခုကနေရှိတာလား၊ရာကနေရှိတာလား၊1000ကနေရှိတာလားဆိုတဲ့ကနေလေးတွေ compare လုပ်။အခုကျတော့ကျေတို့ဒီ decimal လေးတွေဖြစ်လာတဲ့အခါမှာကလေးတို့က ဟိုးနံပါတ်ကိုလည်းပထမဦးဆုံးအနေနဲ့ဆိုရင်အဲဟိုးနံပါတ်ကိုအရင်ကြည့်မယ်ပြီးတော့မှဟိုးနံပါတ်တွေတူနေပြီဆိုတော့မှ same ဖိုးနံပါတ်ဖြစ်လို့ရှိရင် သူ့ရဲ့ decimal place value နေရာလေးတွေကိုပြန်ပြီးတော့ကြည့်ရမယ်အဲ့တော့နံပါတ်1ဥမာနေနေဆိုရင်500 32.48နဲ့682.26 အဲ့တော့အရှိကဟိုးနံပါတ်က0ဒီပြေးထားတာဒီ100နေရာပါရှိတယ်500နဲ့600ဆိုရင်600ကကြီးတယ်အဲ့ဟာဆိုရင်500 532.48 is less than 682.26ကလေးတိုင်းကလေးတိုင်းဒီရောတက်တာဒီ greater than နဲ့ less than လေးကိုရောတက်ပါတယ်အဲ့တော့အဲ less than လို့ပြောလိုက်တဲ့ဒီ532 0.48 is less than လို့ပြောရင်အဲ့932.48မှာကျေရိုဒီအချုံဖြစ်ကိုဖြစ်ရမယ်။ less than ဆိုပြောတာဒီအချုံ အဲဆက်ပဲပါဆိုရင်အချုံလေးဖြစ်ရမယ် greater than လို့ပြောလိုက်ရင်အဲဟာဒီပါဇက်ဟာပြရမယ်ဥပမာဒီချက်က682.26လို့ရေးထားရင် is greater than ဆိုရင်ပါဇက်ဟာလိုက်မယ်တခါတယ်ပြီးတော့မှ500အဲ532.48အဲတော့ for the same whole numbers whole number တွေတူနေရင် compare တက်တက်စီမယ်ဒီမှာပေးထားတာဒီ42.36လို့ပေးထားတယ်နောက်က နံပါတ်တစ်ခုက42.68 42နှစ်ခုသည်ဟိုးနံပါတ်ဖြစ်နေတဲ့တဆရို decimal ကိုကြည့်မယ် decimal မှာ first decimal place ကိုကြည့်မယ်36နဲ့68 3နဲ့6နဲ့မှာကြည့်တာဒီ6ကပို့ပြီးတော့ greater ဖြစ်တယ်အဲ့ဒါကြောင့်မလို့42.368 less than 42.68 42.688 greater than လို့ပြောလိုက်ရင်42.68ကိုပဇက်ဟလိုက်မယ်42.36က less than ဖြစ်တဲ့အတွက်အချွန်လေးနဲ့ရေးပြီး ဲ့တော့နောက်တစ်ခုကကြတော့ significant figure မြန်မာလိုဆိုရင်တော့အရာရောက်ခဏအရာရောက်ခဏလေးတွေကိုဘယ်လိုရှိတွဲရမလဲဆိုတဲ့အကြောင်းလေးဆက်ပြောပြမှာဖြစ်ပါတယ်။ count digit in there မှာအရေးအတွက်လေးတွေကိုတချို့လိုက count digit လေးတွေကိုအဲ့မှာအရေးအတွက်လေးတွေကိုပြန်ပြီးတော့ count လုပ်ပါမယ်။အခုဒီ23.456အဲ့ဒါဆိုရင်သူ့ရဲ့အရာ significant လေးရေးထားတာ1 2 3 4 5ငါးလုံးရေးထားတယ်5 significant figure အဲနောက်တစ်ခုကကြတော့ a zero before the decimal place တဲ့ zero decimal မတိုင်ခင်ရေးထားတဲ့ zero တွေကို is not counted ထည့်ပြီးတော့ကောင်းလို့ဆရာမလိုပါဘူး for example 0.124အဲဒီမှာ decimal ရှေ့မှာရေးထားတဲ့ zero အခြေတို့ဒီ significant ဆိုရင်ထည့်ကောင်းဆရာမလိုဘူး124တုံးလုံးမဲ့3 significant figure ဟုတ်ပြီဒီမှာဒီဆက်တကားတဲ့ decimal ကိုထပ်ပြောပါမယ်ဆိုရင်0.124ဒီအနောက်မှာ decimal နောက်မှာကနဲသုံးလုံးရေးထားတဲ့အတွက်ဒီဥစ္စာဒီ3 decimal place လို့ပြောပါတယ်အဲ့တော့အပေါ်က example လေးကိုလည်းကြည့်ကြည့်အောင်23.456 23.456ဒီ decimal အနေနဲ့ဆိုရင်နောက်ကကနဲလေးကို after decimal နောက်က digit လေးကိုယူမယ်ဆိုရင်456သုံးလုံးရှိတဲ့3 decimal place အနေနဲ့ရေးတာပါတယ် and all that uh, that examiner uh, leaning 0 to the right of the decimal. ညာဘက် decimal အထိကိုအတန်းလိုက်တွဲထားတဲ့ leading zero ဆိုတာထိတ်ဆုံးကနေပြီးတော့ညာဘက် decimal အထိကိုရေးထားတဲ့ zero တွေကိုတဲ့ count လုပ်เสีย is not count တဲ့ count လုပ်เสียမလိုပါဘူးအဲ့တော့စတဲ့က0.000ဆိုပြီးတော့ညာဘက်ကိုတောက်ဆောက် zero တွေရေးွားတယ်အဲ့ zero တွေကို significant ဆိုရင်ထည့်ပြီးတော့ရေးတွက်เสียချင်လို့မလိုဘူးအဲအနောက်ကပထမအဦးဆုံးစတဲ့ digit ကိုပဲစာကြည့်မယ်1 2 3 4 5 5 significant figure အဲ့တော့ decimal နဲ့အနေနဲ့ဆိုရင်တော့တကယ်လို့ဒီအဲ့အရှိက0 point ဆိုတဲ့ရှေ့ဆုံးက leading zero ကိုပဲမယူဘဲနဲ့ decimal after decimal နောက်က0တွေစာယူမယ်1 2 3 4 5 6 7 8 decimal place နဲ့ရေးတာပါနော်နောက်တစ်ချက်က trailing zero after the decimal point are counted decimal ပြီးတော့မှနောက်ကရေးထားတဲ့ trailing zero တွေအကုန်လုံးကို count လုပ်မယ် ဥပမာ1.2300အဲ့တော့အနောက်မှာ digit နောက်မှာရေးထားတဲ့0တွေဒီ count လုပ်ကိုလုံးရပါတယ်1 2 3 4 5 significant figure နဲ့ရေးထားတယ်အဲ့တော့ decimal နဲ့ဆိုရင် after decimal နောက်က1234 for decimal place ပါတယ်နောက်ဆုံးတစ်ချက် for scientific notation နဲ့ oh sorry 0 between the other digits are counted တခြားတဏ္ဍ digit တွေကြားထဲမှာရေးထားတဲ့0တွေဆိုရင်တော့ခြေတို့ count လုပ်ပါမယ်1 2 3 4 5 by significant figure now the chair for scientific notation only count only count digit prior to the power of ထန်ထန်ရဲ့အရှိမရေးထားတဲ့တန်ပါဝါအရှိမရေးထားတဲ့အကောင်လေးတွေကိုပဲတည်ဆဲလို့အကောင်လုပ်ပါမယ်အဥပမာ1.234 into 10 to the power 3ဒါဆိုရင်တန်ပါဝါအကောင်လို့ဆရာမလို့1.234ပဲကောင်းမယ်1 2 34 significant figure decimal နဲ့ဆိုရင်1 2 3 3 decimal place နဲ့ရေးထားပါတယ် အဲ့တော့အာကပုတ်စာလေးကိုကြည့်ကြည့်အောင်1.06 significant တဲ့ဘယ်ချိန်တွေမှာ0တွေကအရာရောက်လာလဲဥပမာရေးထားတဲ့850လို့ရေးထားတယ်အဲ့ချိန်မှာနောက်ဆုံးမှာရေးထားတဲ့0တွေသည်အဲဒီဆိုလို့ကို significant အရာရောက်တယ်လို့ပြောလို့မရပါဘူးအဲ့တော့ဒီမှာဆိုရင်8နဲ့5နှလုံးမဲ့ရှိတဲ့အတွက် 2significant figure အပြေကိန်းနေအပြေကိန်းနေမှာနောက်ဆုံးမှာဥမာ1000တို့150တို့30တို့100တို့8000တို့အဲ့လိုရေးထားတဲ့နောက်က0တွေကိုချေလို့ဒီထည့်ပြီးတော့ကောင်းလို့ချင်းမရှိပါဘူးကလေးတော်တော်များများဒီမတက်ကြတာအဲ့နေရာလေးမတက်ကြပါအဲ့တော့အခုဒီမှာရေးထားတယ်အဲတတောင်းခွဲလို့ရေးထားရင်အရှိက1နဲ့5နဲ့ကပဲ significant အရာရောက်ပါတယ် too significant figure ဖြစ်တယ်အနောက်က0အတုံးလုံးထည့်ပြီးတော့မတွက်ပါဘူးအဲ့တော့အခုဒီပုံစံပါလဲတူတူပဲ ်တတစ်လုံးပဲ significant ဖြစ်ပါတယ်နောက်ကတုံစာရေးထဲမှာတွေ့ဘူး one significant ဖြစ်လာအဲ့ဒီပုံစံမှာ0.000 trillion zero to the right ညာဘက်ကိုသွားတဲ့ဒီ0တွေဒီ never digit မတွေ့မချင်းရေးထားတဲ့0တွေကိုထည့်ပြီးကောင်းမလို့ဘူးဒါဒီ one significant figure အဲ့တော့0.045ဆိုရင်ဒီ CR0 ကိုကောင်းမလို့ဘူး1 2 2 significant figure decimal နဲ့ရေးမယ်ဆိုရင်တော့0ပါတယ်1 2 3 3 decimal place အဲ့တော့ဒီမှာနောက်တစ်ခုရေးထားတာ0.00006အရှိက trailing 0 to the right ကိုမယူပါဘူး6တလုံးနဲ့1 significant figure decimal နဲ့ဆိုရင်တော့1 2 3 4 5 5 decimal place နဲ့ရေးတယ် အဲ့တော့နောက်မှာရေးထားတဲ့နောက်တစ်ခုက0.000ဒီအရှိက trailing zero တွေ leading zero တွေအကုန်လုံးကိုထည့်ပြီးကောင်းမလို့ဘူး5နောက်မှာရေးထားတဲ့ trailing zero ကိုထည့်ပြီးတော့ကောင်းလို့မယ်1 2 3 significant figure နောက်တစ်ခု leading zero ဖြစ်တဲ့0.0ကိုကောင်းမလို့ဘူးနောက်က4 0 5 0 0စုစုပေါင်း5 significant figure နောက်တစ်ချက်0.0040မှာဆိုရင်အရှိက leading 0 3လုံးကိုထည့်မကောင်းဘူးနောက်က4နဲ့0ထည့်ကောင်းတဲ့ two significant figure ရှိပါတယ်နောက်တစ်ချက်4.00ဒါဆိုရင်တော့ဒီဆယ်လို့ထည့်ပြီးတော့ဒီ decimal နောက်မှာရေးထားတဲ့0ကိုကောင်းလုပ်ပါတယ်1 2 3 3 significant figure ဒီတစ်ချက်ကအရေးကြီးပါတယ် 100အနောက်မှာ point လေးပါတဲ့အတွက်ဒီ0ကိုဒီချဲတို့ထည့်ကောင်းမယ်1 2 3 3 significant figure ဒီအပေါ်မှာဒီလိုအပေါ်မှာရေးထားလို့850တို့ 100တို့ဒီလိုပဲရေးထားရင်တော့ဒီ0ကိုဒီချေတို့ကောင်းမလုပ်တဲ့အတွက်တရာလို့ရေးထားရင်1 significant figure တရာနောက်မှာ decimal point လေးပါရင်တော့3 significant figure လို့ခေါ်ပါတယ်အဲ့တော့နောက်တစ်ချက်28400နောက်က0ကိုထည့်ပြီးတော့4နောက်မှာရေးထားတဲ့0တွေဒီထည့်ကောင်းလို့ရတယ်5 significant figure ရေးထားပါတယ် အဲ့တော့ decimal နဲ့ဆိုရင်တော့က400ဆိုရင်3 decimal place ရတာပါတယ်။အဲ့တော့အခုဒီပုံစံလေးကိုကြည့်ကြည့်အောင်500ဆိုရင်နောက်က0ထက်ကောင်းစရာမလိုဘူး1 significant figure 500 point လို့ပြောလိုက်ရင်တော့3 significant figure 500 point 0 1 2 3 4 for significant figure အရှိကရေးထားတဲ့ leading zero အထက်မကောင်းဘူး75 to significant figure 809အဲ့တော့5 significant figure 0တွေအကုန်လုံးကောင်းလုံးပဲနောက်တစ်ခု0.00ဒီအရှိတ်က leading 0ကိုထည့်မတော့ဘူး49400 for significant figure 1300လို့ပြောရင်နောက်မှာ decimal မပါတဲ့အတွက်1နဲ့3ကိုပဲကောင်းလုံးမယ်2 significant figure ဒီမှာကျတော့2.000လို့ပြောရတဲ့အကုန်လုံးကောင်းလုံးမယ် after decimal နောက်မှာရေးထားတဲ့ဟာကြီးကောင်းလုံးပါတယ်1 2 3 4 4 significant figure ဖြစ်ပါတယ်တော့နောက်လာတဲ့ဗီဒီယိုလေးမှာတော့ဒီချက် scientific notation လေးတွေကိုဘယ်လိုပုံစံပြောင်းလဲရိုးရိုး decimal ကနေပြီးတော့ scientific notation ပြောင်းတဲ့နည်း scientific notation နဲ့ decimal နံပါတ်ကိုပြန်ပြောင်းတဲ့နည်းလေးတွေကိုနောက်လာမယ့်အခန်းလေးတွေမှာဒီချက်တွက်ပြပြီးတော့ decimal တွေအပေါင်းနှုတ်အမြောက်အစားလေးတွေကိုပြန်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်